ပစ္စုပန်အကြောင်းနဲ့အနာဂတ်အကျိုးခံတာတွေကိုသူသိတယ်တဲ့မသိတာအတိတ်ကဘာဖြစ်တယ်ဆိုတာအတိတ်ကအကြောင်းကိုမသိဘူးဆိုတော့ဒါလည်းသူကဘာလဲသွားတူလဲလို့ဆိုတော့ဟိုကျွဲကြောင်သားကျွဲတွေကိုရေတွက်တဲ့အခါလေးစီးကျွဲပြောက်သွားတာပေါ့နော်စီးနေတဲ့ကျွဲပြောက်သွားတယ်အဲ့တော့ဒီလိုဖန်ပြတဲ့ဗီဒီယိုအနေနဲ့ဘီချ်နဲ့အချောင်းရတစ်ခုလေးရှိပါတယ် ါပေမဲ့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုမကြည့်ခင်မှာကျွန်တော်နေပြောချင်တာပါလေအခုကျွန်တော်ပြောနေတဲ့အကြောင်းအရာတွေကဗုဒ္ဓဘာသာညီကိုမောင်မတွေကိုဇောကတိုက်ခိုက်တက်စိတ်နဲ့ပြောတာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဘာသာပေးပါတော့မဆိုကျွန်တော်ဝေဖန်လိလာတုံးတက်လို့ရပါတယ်ခရီးယန်ဘာသာကိုလည်းဝေဖန်လိလာတုံးတက်လို့ရတယ်သူနီးသူဘာသာတိုင်းကိုကျွန်တော်ဝေဖန်လိလာတုံးတက်လို့ရပါတယ်ဒီဗီဒီယိုကကျွန်တော်နေဝေဖန်တုံးတက်ခြင်းတစ်ခုပါပဲโอเคဒါဆိုရင်ဒီဗီဒီယိုဖိုင်လေးကိုရှုပ်ဆိုကျွန်တော်အရင်ဆုံးကြည့်လိုက်အောင်လာကဘာအတွက်အထုတ်တာလဲပေါ့တန်တရာကလွတ်ချင်လို့တဲ့ တန်တရာကဘာကြောင့်လွတ်ချင်တာလဲမေးလိုက်တော့ဒုက္ခငင်းချင်လို့တဲ့ Okay ဒီ video file ကကျွန်တော်မင်းညာလားမသိဘူးပေါ့เนาะကျွန်တော်ကြည့်နေရင်းနဲ့တွေ့ရင်းပေါ့เนาะဒီ video file ကပေါ်လာတယ်ဒီ video file ကိုနားထောင်လိုက်ပြီးတော့မှကျွန်တော်ဗာစဉ်းစားမိတော့လဲဆိုရင်ရဏန္တစัจ java လာယူကအကြောင်းတရားဆိုတာရှိလို့အကျိုးတရားရဖြစ်လာတယ်လို့ပြောနေပေါ့เนาะနောက်ပြေကျွန်တော်တတ်တော်အားတွေ30ပုံတတ်တော်အားတွေကဘေးကနေလွတ်မြောက်ဖို့ဒီတန်ရန်တန်တရားနေလွတ်မြောက်ဖို့အမျိုးမျိုးစူးစမ်းရုံးကန်နေကြရတယ်နောက်ပြေရင်ကျွန်တော်လူဘွားရတဲ့ခါတမထာရီပတနာတွေကျွန်တော် ကျူးစားချင်းချင်အထုတ်ရတယ်အဲ့တော့ဒီဝိပဿနာရေကျွန်တော်တို့ဘာလို့ကျူးစားချင်းချင်အထုတ်ရလဲဆိုရင်ခုနပြောလို့တန်တရားနေလွတ်မြောက်ခြင်း Okay ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တန်တရားနေလွတ်မြောက်လွတ်မြောက်ခြင်းလို့ကျွန်တော်ကကျူးစားအထုတ်တယ်အဲ့ဒီတန်တရားနေဘာဖြစ်လို့လွတ်မြောက်ခြင်းလဲဆိုရင်ကျွန်တော်ဒုက္ခချုပ်ငြိမ်းခြင်းလို့ပေါ့ဗျာ Okay ဟုတ်ပြီကျွန်တော်တန်တရားနေလွတ်မြောက်ခြင်းကိုကျွန်တော်ကြိုးစားအားထုတ်တယ်။အကြောင်းတရားဆိုတာရှိလို့အကျိုးတရားဆိုတာဖြစ်လာတယ်။အဲဆိုကျွန်တော်ငကိုကလေးကနေဒီတန်တရားမှာဘာဖြစ်လို့ရောက်လာတာလဲ။ဒီတန်တရားမှာကနဦးအရင်မြစ်ကပါလဲ။ကျွန်တော်တန်တရားမှာ ဝန်လာရချင်းအကြောင်းရင်းကပါလဲအကြောင်းရှိမှအချိုးဖြစ်တယ်လို့ပြောရတယ်လေနော်ကျွန်တော်โอเคကျွန်တော်33ပုံမှာရှိရတရိဆိုင်လူနဲ့တရိဆိုင်ပြမှာအားလုံးပေါ့ဗျာကျွန်တော်တန်တရားကိုဘာကြောင့်ဝင်ရောက်ခဲ့ရလဲအကြောင်းမရှိဘဲနဲ့ကျွန်တော်ဝင်ရောက်ပြီးမှနိဗ္ဗာန်ဆိုရဲကျွန်တော်ငြိမ်းချမ်းခြင်းပေါ့ဗျာဒီနေ့ပြင်ပြောရမယ်ဆိုရင်ကျွန်တော်ကျွန်တော်ရဲ့ယုံနံတပါခန္ဓာ၅ပါးအလုံးချုပ်ငြိမ်းရဖြစ်တဲ့နိကျွန်တော်တို့ဘယ်ကလာမှန်းမသိဘဲနဲ့ ဘဲကလာပြီးဘာအိဘဲနဲ့လာမှမကြည့်ပဲနဲ့နောက်ပြန်ကျွန်တော်ရဲ့ဒီရုပ်နံတွေကပျောက်ကွယ်သွားမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်အဲ့အရာတွေကိုကျွန်တော် systematically ကြာကြာကျွန်တော်စဉ်းစားလိုက်မယ်ဆိုရင်ဘလို့မှဖြစ်နိုင်တဲ့အရာတခုမဟုတ်ဘူးမဖြစ်နိုင်ဘူးဆိုတာအတိတ်ပဲမရှိဘူးဗျာကျွန်တော်တန်တရာအစားကျွန်တော်ဘယ်ကနေဒီတန်တရာဆက်ဝင်တဲ့ကိုဝင်လာပြီးတော့မှကျွန်တော်ဖြစ်တည်နေရတယ်ကျွန်တော်ဘာမှမလုပ်ခဲ့ဘူးလေနော်ကျွန်တော်မရှိခင်ပဲစဉ်းစားကြည့် ကျွန်တော်မမွေးဖွားခင်ကျွန်တော်ဘာမှမဖြစ်ခင်ဒီတန်တရားဆုံးဝင်တဲ့မှာကျွန်တော်ဝင်လာအောင်ကျွန်တော်ဘာအကြောင်းတရားတွေလုပ်လို့ကျွန်တော်ဒီတန်တန်တရားဆုံးဝင်တဲ့ဝင်လာတာလေကျွန်တော်ဟုတ်ပြီသားတော့ကျွန်တော်လူဖြစ်တယ်ကျွန်တော်ဆင်းရဲတယ်ချမ်းသာတယ်ကျွန်တော်သရိစံနေဖြစ်တယ်ကျွန်တော်ရုပ်ဆိုးရရုပ်ချောရဆွဲရကကျွန်တော်ရဲ့အိမ်ပွားကုတုကံအကုတုကံညီချောင်းတော့ပြောတယ်။ဟေးကျွန်တော်တူတူလေးပဲစဉ်းစားမယ်ဆိုရင်တော့ဒါလက်ခံရင်ဆရာအကြောင်းရှိတယ်။ဒါမဲ့ကျွန်တော်တေချာစဉ်းစားကျွန်တော်တေချာစဉ်းစားလိုက်မယ်ဆိုရင်ကျွန်တော် ဲ့လိုဘာမှအကြောင်းတရားတွေမလုပ်ခင်မှာကျွန်တော်ဘာဖြစ်လို့ပေါ်လာရတာလဲဆိုရအောင်ကျွန်တော်စဉ်းစားဖို့ဖြစ်တယ်။ကျွန်တော်ပြောချင်တဲ့အရာကိုနားလည်ကြလိမ့်မယ်တော့ယုံကြည်မျှော်လင့်ပါတယ်။ကျွန်တော်ဒီတန်ကြာဆက်ဝန်ထဲမှာဝန်လာရစီချင်းရဲ့အကြောင်းရင်းကပါလဲ။ရုပ်ဒီတန်ကြာဆက်ဝန်ထဲမှာမရောက်ရှိခင်ကျွန်တော်ဘလို့ဝန်လာတာလဲ။ကျွန်တော်ဘာမှမလုပ်သေးဘူးလေနော်။အဲ့တော့ကျွန်တော်ဘလို့ရောက်လာတာလဲ။ဥမာကျေဦးနဲ့ကျမဘယ်ဟာအရင်ဖြစ်တယ်ဆိုလို့ပေါ့ဗျာ။အဲ့တော့ကျွန်တော်ရှိရှိချင်းချင်းမတိနိုင်ဘူး။ကီလိုလည်းမရောက်ဘူးလေနော်။ဘလောက်တော်တဲ့ ဘာသာရေးတည်ထောင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဘသူပဲဖြစ်မှာအကန့်အသတ်ရှိရသူရဲ့ philosophy ဘယ်လောက်ပဲမြင့်မြင့်သူရဲ့ philosophy thinking တွေဘယ်လောက်ပဲကောင်းကောင်းတောင်းနားမလည်နိုင်ဘူးဒါပေမဲ့တမချန်းဆောင်ကတော့ဒီຢာရဲ့အဖြစ်ကိုပြောပြထားပါတယ်လူကဘလို့ဖြစ်လာတယ်လဲဘာကြောင့်ဖြစ်ရလာလဲတချို့ကမြင်ပြောတယ်ဘာကြောင့်စစ်ပွဲတွေဖြစ်လာလဲဒါဆိုမြို့ဖျားတခင်ရရှိရင်ဘာကြောင့်လူတွေစင်းရဲဒုက္ခတွေအမျိုးမျိုးကြုံတွေ့ရတာလဲဘာကြောင့်စစ်ပွဲတွေဖြစ်နေရတာလဲပေါ့နော်โอเคဒီပုံမှာ ီပုံမှာဘာဆူလို့ရလဲဆိုတော့လူရီယာကိုကြိုက်လို့နေကိုကြိုက်လို့တက်ရှင်ပြီးတော့မှအခက်ခဲတွေ့ကြုံမှဖျားခင်မရှိဘူးလားလို့မေးခွန်းထုတ်တာကျွန်တော်ရင်တော့ပြောထားလို့ပဲဖျားခင်အလူတွေအားလုံးကိုကနူးဖန်ဆင်းစမှာအကောင်းဆုံးဖန်ဆင်းထားတယ်အကောင်းဆုံးဘဝပေးထားတယ်ဒါပေမဲ့လူတွေကမိမိရဲ့ရွေးချယ်မှုဥပမာဟိုပြဖျားခင်ကကျွန်တော်ကိုယာတီဥတုတွေအကောင်းဆုံးယာတီဥတုတွေပေးထားတယ်အကောင်းဆုံးတက်တော်တွေပေးထားတယ် ရာဇီဝတ္ထုများတောင်ဖျားခင်ကအကောင်းဆုံးဖန်ဆင်းထားတဲ့လိုအပ်တဲ့အရာကြောက်တံပတ်များအရင်းမြစ်တွေကိုပေါ့ဗျာ။ဒါမဲ့လူတွေအဲ့အရာကိုမစင်မချင်းခုတ်ဖြတ်မစင်မချင်းဖြုံးတီးပြီးတော့မှရေဘေးတွေငလင်ဘေးတွေမုန်တိုင်းဘေးတွေတွေ့ကြုံလာတာဖျားခင်မရှိဘူးလားလို့ကျွန်တော်ဖျားခင်အပြစ်တင်နေဆွဲရံကဒါဖြစ်တင်ကြလားပေါ့ဗျာ။ဒါမဲ့ဖျားခင်ကဒီအရာကိုကြည့်နေပါလေ။ဒါကြောင့်ပြောချင်တာပါလဲဆိုရင်ကျွန်တော်တို့အကြောင်းရှိမှအကျိုးဖြစ်မယ်ဆိုရင်ကျွန်တော်တို့အများခံထားတဲ့ view နဲ့ကြည့်မယ်ဆိုရင် စီရင်ရချမ်းသာတာကကျွန်ုပ်ရဲ့အရင်ဘဝတုန်းကကုသိုလ်ကံအကုသိုလ်တွေကံတွေကြောင့်ကျွန်တော်တိရစ္ဆာန်ဖြစ်နေရတာကကျွန်တော်ဟိုလိုဒီလိုဖြစ်နေရတာကကျွန်တော်အရင်ဘဝတုန်းကပြုတ်ခဲ့တဲ့အကျိုးဆက်တွေကြောင့်ဆိုရင်ကျွန်တော်ဘာမှမလုပ်ခင်မှာဘာကြောင့်တန်ကြာဆံဝန်သေးရောက်ရှိလာရတာလဲပုံပြအဲ့အရာလေးကိုကျွန်တော်အရင်နဲ့ဆွေးနွေးချင်တာဖြစ်တယ်တော်တော်ဦးရဲ့အစားကဘလို့တော့အကျိုးတရားကြောင့်တတဝါစားဖြစ်ရတာလဲဆိုတာသိချင်တာပါတဲ့ 33ပုံသွားရလမ်းတိုင်းမှာ ကုတူအကုတူအကျိုးအကြောင်းတွေရှိပါတယ်။အစမှာဘာအကျိုးတရားတွေလောက်ခဲ့မိလို့တန်တရာတွေရောက်လာရတာလဲဖြေကြားပေးပါခင်ဗျာတဲ့။ကျွန်တော်မေးတာကအဝိဇ္ဇာတဏှာကြောင့်ခန္ဓာ၅ပါးယုံဏ၂ပါးအဲ့ဒါတွေကိုမေးတာမဟုတ်ပါဘူး။လက်ရှိအဝိဇ္ဇာတဏှာကြောင့်နောင်ခံနာကိုနားလဲပါတယ်အစမှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုသိချင်တာပါဆိုပြီးတော့အကောင့်ပိုင်ရှင်ရဲထွက်ကနေပြီးတော့မြင်မြန်ထားပဲဖြစ်ပါရဲ့ သူကမေးခွန်းတဘာဝကလေဟိုဘယ်လိုကောင်းလဲဆိုတော့အကြောင်းကျိုးဖြစ်စဉ်ကိုမေးတာပေါ့နော်အကြောင်းကျိုးဖြစ်စဉ်ကိုမေးတာပြီးတော့သူကပြိဿသမုပ္ပိုင်းအင်္ဂါဒီမပါဘဲနဲ့ဖြေခိုင်းတာအဲ့ဒါဘာနဲ့လားတဘာလားတူလဲလို့ဆိုတော့ဟိုခြေနဲ့ချောင်းရိုက်ချိုးပြီးတော့သူကဇောကကခိုင်းလို့ပြင်နော်အဲ့ဒါနံပါတ်၁ချက်နောက်တစ်ခါသူကပြိဿုပ္ပိုင်းအကြောင်းနဲ့အနာကအကျိုးခန္ဓာတွေကိုသူသိတယ်တဲ့မသိတာအတိတ်ကဘာဖြစ်တယ်ဆိုတာအတိတ်ကအကြောင်းကိုမသိဘူးဆိုတော့ဒါလည်းသူကဘာနဲ့သွားတူလဲလို့ဆိုတော့ ဟိုကျွဲចောင်းသားကျွဲတွေကိုရေတွက်တဲ့အခါလေစီးကျွဲပြောက်သွားတာပေါ့နော်စီးနေတဲ့ကျွဲပြောက်သွားတယ်အဲ့တော့ပစ္စုပန်အကြောင်းနဲ့အနာဂတ်အကျိုးခန္ဓာကိုသိပြီးတော့အတိတ်ခန္ဓာဘာကြောင့်ဖြစ်တယ်မသိဘူးဆိုတာအဲ့လိုဖြစ်နေတာပေါ့နော်အဲ့တော့တခုပြောချင်တာကဒီမေကုံးကစရရတတ္တဝရဲ့အစလို့ပြောထားတယ်အမှန်တကယ်တော့တတ္တဝဆိုတာမရှိဘူးဗျဖြတ်ချလိုက်လို့ရတယ်ဒီမေကုံးကလေဒါပေမဲ့ဟိုအကြောင်းကျိုးလေးညီညွတ်အောင်တော့ဟိုပြောချင်တာပေါ့လေစေရနာနဲ့ပါ ဲ့တော့ဘာကြောင့်လဲလို့ဆိုတော့မြတ်စွာဘုရားရှင်လက်ထက်တော်မှာမာနကမေးဘူးတယ်ကုဝန္တတော်သမုတ်ပန်တော်ကုဝန္တတော်နိရောဇတိကေနာယံပကတော်တတော်လို့မေးတာဒီမေးခွန်းအလားတိုင်းပါပဲဒိဗေယကုဝန္တတော်သမုတ်ပန်တော်ကုဝန္ကေနာဘယ်ကြောင့်ကြောင့်တတော်တတော်ဟာဒီသမုတ်ပန်တော်ဖြစ်ပေါ်လာတဲ့နေ့တတော်ကဘာကြောင့်ဖြစ်လာတယ်လဲတဲ့ကုဝန္ကေနာဘယ်ကြောင့်ကြောင့်တတော်တတော်ဟာဒီနိရောဇတိချုပ်ပြောက်သွားတယ်လဲတတော်ကလည်းဘာကြောင့်ချုပ်ပြောက်သွားတယ်လဲနောက်တစ်ခုကကေနာယံပကတော်တတော် အယံတတော်ဤတတဝါကိုကေနဘယ်ပုဂ္ဂိုလ်ဒီပကတော်ပြုလုပ်ဖန်တီးပါတယ်နော်တူတူပဲပေါ့ဆေးမြန်ဟိုအကြောင်းရအဲ့တော့အဲ့ဒီကဘုရားရှင်ကဖြည့်စရာတော့မလိုဘူးဝဇိတာထေကြီးဆိုတဲ့ယန္တာမကြီးကဖြည့်လိုက်တာကိန္ဓုတတော်ဒီပစ္စေတိမာနတဲ့ဒိဋ္ဌိကတ္တနုတေလို့ပြောတာမာနတဲ့တေတရားသင်သည်ဒိဋ္ဌိကတ္တနုမင်းဒိဋ္ဌိဖြစ်နေတာမဟုတ်လားတဲ့ကိန္ဓုဘယ်ကြောင့်ကြောင့်တတော်ကေယောဝါပေါ့နော်ဟိုတေတရားသင်သည်ဒိဋ္ဌိဖြစ်နေတာမဟုတ်လားတဲ့ကိန္ဓုတတော်ဒီပစ္စေတိမာန တတ္တဝါပေါ့တတ္တတိတတ္တဝါဘူးရေဂိန်ဓုအဘယ်ကြောင့်ကြောင့်ပြည့်စေတည်မေထင်မှတ်နေတာလေတတ္တဝါဆိုတာမရှိဘူးတဲ့အဲ့တော့တတ္တဝါဘယ်ကစတယ်တတ္တဝါဘာကြောင့်ချုပ်တယ်တတ္တဝါကိုဘယ်သူကဖန်ဆီးရဲဆိုတာဖြစ်ရမရှိမလို့ဘူးတဲ့တတ္တဝါဆိုတာရှိမှမရှိတာတကယ်ရှိနေတာပါလေနာယုတ်တရားရေနော်အဲ့ဒီပေါ်မှာယောက်ျားမိမဆိုပြီးတင်တာလေပုဂ္ဂိုလ်တင်တယ်နာယုတ်တရားအကြောင်းပြောဆိုရင်တော့ပြောမှာပေါ့အခုကသူကသုံးနာအဲ့ဒါပြောတာပေါ့နော်ပရိသတ်သောကအင်္ဂါမပါဘဲနဲ့ဖြစ်ဆိုတော့ဒီတတ္တဝါနဲ့ကဒါမဟုတ်ဘူးလေနော်ဒါပေမဲ့အကျိုးအကျဉ်းအကြောင်းသိနည်းနည်းတော့ပြောမယ် ဲ့တော့ဘာပြောမလဲဆိုတော့အကြောင်းကျဆက်ဆက်မှုဖြစ်စဉ်ကိုပြောရင်ပြိဿတမှုပဲအကောင်းဆုံးပဲဒီထက်ကောင်းတာတက်ချင်တော့ပဋ္ဌာန်းပေါ့ဗျာပဋ္ဌာန်းကြတော့လည်းနည်းနည်းဝန်းစားလိုတာပေါ့နော်နားထောင်လို့ယူနားလဲပေါ့အဲ့တော့ပြိဿတမှုပဲနဲ့ပြောလို့ရတယ်ပြိဿတမှုပဲမှာအင်္ဂါ12ပါးရှိတယ်အဲ့ဒါဗုဒ္ဓဘာသာဟေးလို့ဆိုရင်သိကိုသိတာဝိဇ္ဇာသင်္ခါရဝိညာဉ်ဏယုတ်သလနာဖတ်တာဝေဒနာသင်ညာဖတ်တာဝေဒနာဟလာတဏှာဥပါဒံကမ္မဘဝဇာတိဇရာမရဏပေါ့အင်္ဂါ12ပါးအဲ့ဒီအင်္ဂါ12ပါးမှာ ပစ္စုပန်ဘဝိဇာသင်္ခါရဆိုတာအခုဒီလက်ရှိပစ္စုပန်ဘဝကြီးတစ်ခုလုံးကိုဖန်တီးပေးတဲ့အတိတ်ရဲ့တရားအစုကိုနှစ်ပါးပဲဝိဇာသင်္ခါရအဲ့တော့ဝိညာဉ်ကနေပြီးတော့ကမ္မဘဝဒီအင်္ဂါ၈ပါးရှိတယ်ဝိညာဉ်နဲ့ရုပ်သက်လာနေဖတ်တာဝိညာဏတဏဥပါဒံကမ္မဘဝဆိုအဲ့ဒီအလဲ၈ပါးပေါ့အဲ့ဒီအလဲ၈ပါးတော့ဟိုတရားအစုဟာပစ္စုပန်ဘဝတစ်ခုလုံးကိုပြောနေရတယ်အဲ့ဒီဘဝတစ်ခုလုံးကပြီးသွားရင်ဘာဖြစ်မလဲဆိုဇာတိပစ္စရာမရဏဆိုတာအနာဂတ်ခန္ဓာသစ်ပြတ်ထရမယ် အဲ့တော့အတိတ်ရဲ့ပြစ္ဆုတ်ပံရဲ့အနာဂတ်ရဲ့ဒါပဲတန်တရာပုပ္ပကောတိနပညာရတိမြတ်စွာဘုရားရှင်တန်တရာဟာရှေလွန်းတဲ့အတွက်ဉာဏ်မှမထင်နိုင်ဘူးတဲ့မထင်နိုင်ဘူးကြံတာဘကတွေမမြင်နိုင်ဘူးမသိနိုင်ဘူးနောက်တော့ပေါ်လာလိမ့်မယ်အပင်ရှင်ရပုဂ္ဂိုလ်တွေတော့မရဘူးအာယုံကျူးလို့မရဘူးအဲ့လိုမရတဲ့ဟာကြီးကိုဒီဟာကြီးကိုဒီဘုဒ္ဓဇင်တွေကိုရှင်းပြရရင်သူကနိပညာလိုလာတယ်ဒီတိုင်းသွားရှင်းပြလို့မရဘူးမြတ်စွာဘုရားရှင်အမတန်ဉာဏ်ပညာထက်မြက်တဲ့သဗ္ဗညဉာဏ်ဆိုတော့အဲ့တော့ခုနပြောတဲ့တန်တရာအမတန်ရှိတဲ့ အဲ့ဒီအနမတကတန်တရားကြီးကိုပြန်သွားတခုတခုသောဘဝကိုပြစ္ဆုတ်ပန်ထားလိုက်ထားလိုက်ရင်အဲ့ဒီပြစ္ဆုတ်ပန်ဘဝကိုပြုလုပ်ဖန်တီးတဲ့ပုဂ္ဂိုလ်ကပုဂ္ဂိုလ်မရှိဘူးပေါ့နော်ပြုလုပ်ဖန်တီးတဲ့တရားကအတိတ်ကတရားစုဖြစ်တဲ့အဝိဇ္ဇာသင်္ခါရပဲအဲ့ဒီအဝိဇ္ဇာသင်္ခါရကပြုလုပ်လိုက်တာပဲအဲ့ဒီပြစ္ဆုတ်ပန်ပြုလုပ်လိုက်လို့ဖြစ်ပေါ်လာတဲ့ပြစ္ဆုတ်ပန်ဘဝကသူဆုံးသွားမယ်ကမ္မဘဝပြစ်သွားမယ်ကမ္မဘဝဖြစ်ရင်ဘာဖြစ်လဲဇာတိဇရာမရဏပေါ့အဲ့ဒါအနာဂတ်အဓိကပြစ္ဆုတ်ပန်ကြိုက်တဲ့တရားကိုယူလိုက်ပေါ့နော်ဆိုလိုတာဗျာဟိုအတိတ်ဆိုတာ ဖြစ်ပြီးတဲ့ပြစ္ဆုတ်ပံအနာဂတ်ဆိုတာမရောက်သေးတဲ့ပြစ္ဆုတ်ပံရောက်လာတာနဲ့တခါတည်းပြစ္ဆုတ်ပံခံယူလိုက်ရတာပဲအဒီအစင်ဆက်ပေါ့နော်ဒါပြစ္ဆုတ်ပံကိုထပ်ပနာကရင်ပြစ္ဆုတ်ပံတရားကနေပြီးတော့လွတ်တာမရှိဘူးဒါဖြင့်အဝိဇ္ဇာသင်္ခါရကိုမြတ်စွာဘုရားရှင်ကဘာကြောင့်ခေါ်တယ်လဲဘာကြောင့်ပြတယ်လဲလို့ဆိုရင်ဒီလောကကြီးတစ်ခုလုံးကိုအဝိဇ္ဇာသင်္ခါရမှလွဲရစီမံဖန်တီးစုမရှိတာကိုပြခြင်းလို့အနာဂတ်ဇာတိဇရာမရဏကိုဘာကြောင့်ခေါ်တယ်လဲလို့ဆိုရင်တဏှာဥပါဒံမကုံသေးသမျှဘဝတည်းမဆက်ဆက် မဆုံးနိုင်တဲ့ဟာကိုပြကျင်လို့ဒါမြတ်စွာဘုရားရှင်ကအမတန်ထူးခြားတယ်။ဘယ်ဖေးဘာသာဝင်ရဲ့ဘယ်ဘာသာဝင်ရဲ့ဘုရားမှာအဲ့လိုတွေမဟောနိုင်ဘူး။ငါဖန်ဆင်းတာကွာဆိုပြီးသွားတယ်။ဒါပဲကျန်တဲ့လူတွေကမသိဘူးပေါ့ဗျာနော်ဒါဖေးကျွန်တော်တို့ဂေါရမန်မြတ်စွာဘုရားရှင်နဲ့ဒီတိုင်းဟောရတာပဲဘုရားကဘယ်သူမှ complain မတက်ဘူး။ဒါမှမဟုတ်ဘူးလေမဟုတ်တဲ့ဟာကြီးမဟုတ်တော့ဒီအကြောင်းကျိုးတွေကိုဆက်ဆက်ပြတာပေါ့နော်ဒါကြောင့်ပြစ္ဆုတ်ဗံအတိတ်အနာဂတ်ကောင်းပြီအဲ့ဒီသသောကပြောတဲ့ဝိဇ္ဇာသင်္ခါရ အတိတ်ကတရားစုအဲ့ဒီတိတ်တရားစုကသူကြီးသက်သက်မဟုတ်ဘူးတဲ့ပစ္စုပန်အင်္ဂါ၈ပါးရှိတဲ့ခါမှာပဲသူကအဝိဇ္ဇာသင်္ခါရရှိတယ်အဲ့ဒီပစ္စုပန်အင်္ဂါ၈ပါးကလွတ်နေတဲ့အလွတ်တရံမှာမရှိဘူးအဲ့တော့အဲ့ဒီဝိဇ္ဇာသင်္ခါရကြောင့်ဖြစ်လာတဲ့ဝိညာဉ်ဉာဏ်သလနာပသဝိညာဏကမ္မဘဝဒီ၈ပါးကလည်းပဲအဲ့ဒီတဲ့ခုနကပြောတဲ့ဝိဇ္ဇာတဏှာကင်းလွတ်ပြီးတော့မရှိဘူးတွဲနေတာဒါပေမဲ့သူ့ကိုပွဲထုတ်ရမယ့်အခါမှာသူကငုံနေတယ် သူကသူ့ကိုပွဲထုတ်အောင်နေမှာသူကငုံနေအနာကဇာတိဇရာမနာမရဏလည်းပဲဇရာမရဏရှိပြီဆိုရင်ပစ္စုပန်အင်္ဂါ၈ပါးမရှိရင်ဖြစ်မလားဝိညာဉ်ဉာဏ်ရောသတ္တလနာဖသဒီခန္ဓာကိုယ်မရှိရင်မဖြစ်ဘူးလေနော်အဲအဲ့ဒါကိုတွက်ဆက်ပြီးတော့နားလည်ရမှာဘူးဒါကြောင့်တန်တရာရဲ့အစတို့ဒီကဘာကဘာဝုတ္တဝါတို့ဘယ်ရဖြစ်လဲဆိုကဘာဝုတ္တဝါအတ္တကဖြစ်တာလည်းမဟုတ်ဘူး။ယောင်ကြီးတော်ကဖြစ်တာလည်းမဟုတ်ဘူး။အာဒံရဲ့နံယိုးကနေဖြစ်တာလည်းမဟုတ်ဘူး။ထာဝရဘုရားသခင်ကနေဖြစ်တာလည်းမဟုတ်ဘူး။မြောက်ကဖြစ်လာတာလည်းမဟုတ်ဘူး။ဒီလိုကဘာပေါင်းအသင်ချေအများကြီးကုံဆုံးခဲ့ပြီ မြတ်စွာဘုရားရှင်ကမိတယ်သဘကသုံးပါ။မဖရားရဲ့တပည့်တပည့်တွေဖြစ်တဲ့ဟိုပါပေါ့အဘိညာဉ်ရယဟန်တော်၄ပါးဟာတနေ့တနေ့ကိုကဘာတသိန်းစီအောင်းမိမယ်။အဘိညာဉ်ရတော့ပြန်နောက်နောက်ပြန်ဆုတ်ပြီးဒီမှာ၄ပါးတော့တနေ့တနေ့ကိုကဘာတသိန်းနဲ့အဲ့ဒီပုံကိုယ်၄ပါးဟာအသက်ကြီးပြီးတရားတန်းရောက်လို့သေသာသေဆုံးသွားမယ်။ကုံလွန်ခဲ့တဲ့ကဘာတွေမပြီးသေးဘူးလေ။ကြကြံတဲ့လူတွေသိဖို့ကလွယ်တာလား။အဘိညာဉ်ကသမားတော်မလားမလွယ်ဘူး။တပည့်ကြညာတွေအရာဖြစ်တယ်။အဲ့တော့ဆိုလိုတာက အကြောင်းအရာတစ်ခုကိုဓာတ်ရိုက်ဟောလို့မသိနိုင်ဘူးလို့ဆိုရင်ဒါပကဉာဏ်မှာမထင်နိုင်ဘူးလို့ဆိုရင်အနုမာနနည်းနဲ့ပြောရအောင်ဒါပညာရှိတွေရဲ့လို့အနုမာနဆိုတာမှန်းဆပြီးပြောရတယ်ဒါလေးကိုထောက်ဆပြီးသူဒီလိုသိသွားရင်ပြီးပြီဆိုပါဆိုသတ္တဝါတွေဦးသိရင်အပေအပေပုံဝင်ကြသွားတဲ့လူနဲ့သူတိပုံတက်သွားတဲ့လူနဲ့ဟာအယံကွာတယ်အဲ့ဒါကိုပြကျင်တဲ့အခါမှာခေါ်ကျင်တဲ့အခါမှာမြတ်စွာဘုရားကျင် तू ကမောင်းဖြူအပေကြသွားတယ် မောင်နီအပယ်ကြသားတော့ဘဘသူကအပေါ်တက်သားပြီးတယောက်မှန့်သွားပြောနေလို့မဖြစ်ဘူးသူတို့လည်းသိမြင်နိုင်အဲ့တော့နခသီခသုသာဟောတယ်လက်သက်ကုံပေါ်မှာမြေမုံလေးတင်လိုက်ရဟန်းတို့ဒီလေငါဘရိုက်လက်သက်ကုံမှာရှိတဲ့မြေမုံနဲ့မာဘရီမြေထူးကြီးနဲ့ဘရားများတယ်လေမမတိုင်းဆနိုင်ပါဘူးဗျာဘုရားအေးတတ္တဝါသူသေသွားလို့အပယ်ကိုကြတဲ့ပုဂ္ဂိုလ်နဲ့သုတိကိုတက်တဲ့ပုဂ္ဂိုလ်ကဒီလက်သက်ကုံကသုတိကိုတက်တာပဲရှိတယ်ဒီလိုမှန်းဆပြီးပြောတာနောက်လူဖြစ်ဖို့ခဲရင်းတယ် ဟိုသမုဒ္ဒရာထဲမှာကြားဖို့မှာပေါ့နော်လက်ကန်းနဲ့တကိုးပေါင်းနဲ့နော်အနှစ်တရာတရာကြမှာအဲဒီလိုပေါ့ဥပမာလေးတွေနဲ့ပပဒတုတ်တောင်ထုတ်ကြီးရှိတယ်တောက်တောင်ကြီးရှိတယ်လေအရာတူဇနာအနံအမြင့်အဲ့လောက်ရှိတဲ့ဟာကာတိတိုင်းဖြစ်ဖြစ်တဲ့ဝါကုန်းလေးနဲ့သွားပြီးအနှစ်တရာကြမှာတစ်ချက်သွားဖို့အနှစ်တရာမှာတစ်ချက်သွားဖို့တောက်တောင်ကြီးကပုံပြီးတော့ကုန်သွားမယ်တဲ့တန်တရာဆိုတော့မကုန်သေးဘူးဒါတွေကအနုမာနနည်းနဲ့ဟောတာပညာရှိချင်းချင်းပဲနားလေတယ်ပေါ့ဗျာနော်ဒါကြောင့်အဓိကကိုပြန်ပြီးတော့ဟိုအနှစ်ချုပ်ရမယ်ဆိုရင်တတ္တဝါရဲ့အစဆိုတာဟို တတဝါလိုမိတဲ့ဝါဒပြဉ္ညာနဲ့မိတဲ့အတွက်အဆင်မပြေဘူးအင်္ဂါ၈ပါးနဲ့နာယုံနဲ့ပြောတဲ့အခါမှာအဝိဇ္ဇာကိုမျက်စောပြခြင်းကိုအစထားတာလေအဲ့ဒီအဝိဇ္ဇာကရှေ့မှာဘာရှိလဲလို့လဲမကြံစီအပ်ဘူးမကြံစီအပ်ဘူးဆိုတာတို့လေဟိုဟိုအရိယသစ္စာရှိတဲ့ဝါပြောရင်အဝိုင်းပြေးဖြစ်နေတာကိုအဝိုင်းတစ်ခုကအစချာလို့မရဘူးလေအကိလေသာကိုကမ္မကိုဝိပါကကိုဝဋ်တဆိုတာအဝိုင်းလုံးလေလိုက်နေရလေကိလေသာဝတ်၃ပါးဝိဇ္ဇာတနာဥပါဒံကမ္မဝတ်၂ပါးသင်္ခါရနဲ့ကမ္မဘွား ဝိပါကဝရှိပါဝိညာဏယောသလနာဖတဝေနာဇာတိဇရာမရဏဥပပတ္တိဘောနော်သူအင်္ကာရင်အခုကျွန်တော်တို့ဒီခန္ဓာပေါ့ဗျာဒါဝိပါကဝခေါ်တယ်ခန္ဓာကိုယ်ဝိညာဏယောသလနာဖတရှိပါပေါ့နော်ခုနကအဲဒီဝိပါကဝမှာကိလေသာဘောကရှိနေတယ်ဝိဇ္ဇတနာဥပါဒံဘာမှမပယ်ရသေးဘူးအဲ့မဲ့တခုဖို့လို့နဲ့ရတိုင်းတမျိုးပေါ့အဲ့တော့အဝိဇ္ဇတဏဥပါဒံရှိတယ်ရှိတော့ဘာလုပ်လဲသင်္ခါရနဲ့ကမ္မဘဝလုပ်တယ်နော်လုပ်တဲ့ခါမှာဘာဖြစ်လဲအကျိုးဝိပါကထပ်ရတယ်အဲ့ အဲ့ဒီအကျိုးဝိပါကမှာကိလေသာဘောကတွဲပါသွားတယ်။ဘာလို့လဲမပယ်ရသေးလို့။သောတာပန်ဆိုရင်ပယ်ထားတဲ့အတွက်သူ့ limitation ကဘာလဲခုနှစ်ဘဝပေါ့။အနည်းဆုံးတော့အများဆုံးခုနှစ်ဘဝပေါ့။နတ်တေဘုံကအထမမရိယန်ဒီရှစ်ဘဝမကူဘူးပေါ့။ယဟနာဆိုရင်နောက်ဘဝမရှိတော့ဘူး။ဒါပယ်ပယ်သွားတဲ့ဟာမျိုးပေါ့နော်။အဲ့တော့ဝိပါကဝတ်မှာကိလေသာဘောကမပယ်ရသေးတော့ပါလေ။အဲ့ဒါကြောင့်ကမ္မဝတ်ထပ်လို့ဝိပါကဝတ်ဖြစ်ဒီလိုအလုံးနဲ့လိုက်နေ။အဲ့တော့အဝိဇ္ဇာရဲ့အဆောက်ကိုလည်းမရှာနဲ့တော့ အဲ့ဒီကနေပြီးတော့လုံးလည်လိုက်တဲ့ဝတ္တဆိုတဲ့လုံးလည်လိုက်တဲ့ဥပကဘုရားနေဖောက်ထွက်ဖို့တွေ့ရတော့ခုနပြောတဲ့သစ္စာလေးပါးသိဖို့ပယ်ရမယ့်တရားကိုပယ်ဖို့ပိုင်းခြားသိရမယ့်တရားကိုသိဖို့ဒါကအဓိကတရားပဲပေါ့နော်အဲ့လိုမျိုးဟောတာပဲကောင်းပါတယ်လို့နော်ဒီလိုနားလည်တာကောင်းပါတယ်ဒီကြားပါ